တနင်္ဂနွေနေ့ပွဲသွားတော့မင်္ဂလာပါ2025ဇူလိုင်လတရက်ကနေ့9ရက်နေ့အတွင်းမှာမူလစီစဉ်တာနဲ့လက်တွေ့ဖြစ်ပေါ်တာဒီခွာဟမယ်ရှင်မန်းထားတာနဲ့လက်တွေ့ဆောင်ရတာဒီကမတူချမ်းသာနိုင်မယ်စိတ်ရှိသီးခံရမယ်ယံပတိဘက်ကရင်နဲ့ထိတ်တိုက်တွေ့မယ်ဥတီလိုက်တိုင်းနေရာတိုင်းထိုက်ခံရှိမယ်မဖြစ်မနေလုပ်ခဲ့မှုကြောင့်အဆုံးပိုင်းမှာအောင်မြင်မယ် တရက်နေ့မှာရံတိုက်ခတ်တဲ့ထိတိုက်တွေ့မယ်နှစ်ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်အဲ့ဒီနေ့မှာ ကောင်းစေကောင်းလျှော်ပြုလိုက်ပါထူးခြားစွာကောင်းခြင်းခန့်တွေဖွင့်လာမယ်ယောဂကင်းမယ်ပြဿနာကင်းမယ်အလုပ်စင်ပြေသွားမယ်သုံးရက်နေ့မှာရှားပိုင်ခွင့်တွေလက်ဝယ်ပြန်လဲတောင်းဆိုရယူနိုင်တယ်လေးရက်နေ့ကတော့လုံးသမျှအစဉ်ပြေမှုတိုးတက်မှုနဲ့အောင်မြင်မှုတွေရှိမယ် ့5ရက်နေ့မှာအလုပ်ဖို့ကိစ္စဖို့ကြုံမယ်ငွေကုန်ချေးကြများမယ်6ရက်နေ့ကတော့ရံပြဿနာနဲ့ထိတိုက်တွေ့မယ်9ရက်နေ့မှာအရာရာဆင်ပြေသောနေထာနဲ့တိုးတက်တဲ့ကံတွေကို ပေါ်ထွန်းမှာဖြစ်ပါတယ်တပတ်တာတွင်ကျသာပရိသောချာစနေမွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတယ်အနီအောင်ချက်သွင်းအောင်ပန်းအောင်တို့ကိုသုံးပါ 36ကိုကတိုင်းနေအကျိုးပေးပါတယ်။ကောင်းခြင်းကံကြမ္မာများရစေရန်အတွက်အနီအောင်ပန်းပွင့်ကိုဖျားကတ်လူပူဇော်ပြီးအလိုရှိရာဆန္ဒပြုပါ။ကျေးဇူးတင်ပါတယ်။ဒီနေ့လာနေပွဲသူအားလုံးမင်္ဂလာပါ။2025ဇူလိုင်လတရက်ကနေ9ရက်နေ့အတော်တွင်ဟာကောင်းသောကံလွှမ်းမိုးနေတယ်ဖြစ်လို့သောဆန္ဒသစ်တွေလက်တွေ့ကောင်ထည့်ဖော်နိုင်တယ် အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်။နေရာသစ်ဝင်းကျင်သစ်တွေနဲ့ဆက်ဆံရမယ်။ပေါ်ပေါက်လာတဲ့ခွင့်ရသစ်တွေကိုလက်တွေ့သုံးချပြီးတော့ကိုယ့်အတွက်ကောင်းသောအကျိုးဆက်ကိုရရှိမယ်။လူမျိုးပွဲလူမျိုးကြားအကျိုးပေးတယ်။စိတ်ကူးသစ်နဲ့ဘဝတိုးတက်မှုလမ်းကြောင်းတွေပေါ်ထွန်းမယ်။ရှင်ပြိုင်မှုအောင်မြင်မယ်။တရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းကိုကြောင်းမယ်။နေ့ရက်နေ့အရာရာကောင်းပါတယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်လဲတောင်းဆိုနိုင်တယ် အဲ့ဒီမှာခေါင်းစေးခေါင်းလျှော်ပြုတ်ရင်ဘေးပြာကင်းတဲ့အနာရောဂါကင်းတယ်။၃ရက်နေရတော့ငွေကြေးခိစ္စစကားပြောဆိုမှုအောင်မြင်မယ်။၄ရက်နေမှာရှင်ပြန်မှုမသမျှအောင်မြင်မယ်။နာမည်ကောင်းတဲ့ကြော်ကြားခြင်းကို ဖန်တီးနိုင်တယ်။၅ရက်နေမှာအင်ဒွေရဲ့သူဘွေရဲ့ပြဿနာလေးတွေရှိတယ်။အထင်မှားမှုဖြေရှင်းရမယ်။၆ရက်နေမှာစမ်းဖွဲ့မယ်။အလိုပြည့်စုံမယ်ဘဝဒုတ်တယ်။ခုနှစ်ရက်နေမှာခီးခံကောင်းမယ်။ ပစ္စည်းပြောက်တတ်တဲ့ရန်တိုက်ခံကြမှာတိုးတက်မှုကိုရှာဖွေရလိမ့်မယ်။ဤကာလအတွင်းတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နောက်စစ်တေရှိတတ်ပါတယ်။တိလေးကိုကနန်းနေဂျိုးပေးပါတယ်။အဝါရောင်လေမောရောင်နှုတ်နှစ်ရောင်တို့ကိုသုံးဆွဲခြင်းဖြင့်ကောင်းခြင်းကံကြမ္မာကိုရနိုင်ပါတယ်။ အဝါရောင်ပန်းဝယ်လေးတွေဖျားတင်ပြီးလူရဆူတောင်းပါဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါအင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇူလိုင်လ1ရက်နေ့နေ့စပြီးတော့9ရက်နေ့တော်တွင်ဟာအထူးကောင်းတယ်မိမိရင်မှန်းတာတဲ့ပို့ပြီးတော့အဆင်ပြေနေမယ်အခက်အခဲတွေအားလုံးကိုကျော်လွှားနိုင်မယ်ကာလတကြာ ဆိုင်ရထားတဲ့လုပ်တွေကိုလည်းပြန်လည်ဆောင်ရွက်နိုင်လိမ့်မယ်။ငွေချေးရပိုင်ခွင့်နဲ့ဘဝတိုးတက်မှုတွေကတော့အနှစ်သာရပြေဝနဲ့အထင်ရှားရရှိကြိုးပမ်းခြင်းကံမြမခြင်းနဲ့လူရပြည့်စုံခြင်းတွေပဲကိုထင်ရှားစွာပေါ်ပေါက်မဲ့အနေထားရှိတယ်။တရက်နေ့ကအရာရာကောင်းသောနေ့အဆင်ပြေတဲ့နေ့ဖြစ်တယ်။နေ့ရက်နေ့မှာမတော်တဆနဲ့ကျူးဆဲမယ်ရန်တိုက်ခံနေတော့ရှိတယ်။ ဓမ္မိနေရခေါင်းစည်းခေါင်းဆွေပြွေအထူးကောင်းတယ်အဲ့ဒီမှာခေါင်းစည်းယောဂခေါင်းစည်းခေါင်းဆွေပြွေယောဂကင်းတယ်အနာကင်းတယ်ဘေးရှင်းတယ်သုံးရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ရှင်မန်းချက်သစ်ကိုအောင်မြင်ဆောင်ရွက်နိုင်မယ်၄ရက်နေ့မှာရပိုင်ခွင့်နေပြန်လဲတောင်းဆိုနိုင်တယ်၅ရက်နေ့မှာလောကမြအောင်မြင်ခြင်းချိုးပြခြင်းရှိ၆ရက်နေ့မှာ ုံကြစေရင်များမယ်သူတစ်ပါးကိစ္စကိုလှုပ်ပြီးတော့အောင်မြင်မယ်ခုနှစ်နေ့မှာပြဿနာနှစ်ခုဖြေရှင်းရမယ်ပြီးရင်ဆင်းပြေးသွားနိုင်မယ်ဒီကာလတော်တွင်မှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေသောကြနေ့မွေးစုများကြောင့်စိတ်အနှောက်ရှက်ဖြစ်မယ်ရှင့်နှင့်ခွန်ကနန်းနေ့အကျိုးပေးတယ်အနဲ့ရောင်အပြာရင်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့ အလိုရှိရာကိစ္စဆောင်ရွက်ပါသွာလာစဉ်ဓမ္မတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုအတုဒါနပြုခြင်းမချခဏဆောင်ရွက်ပေးပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနေမွေသူအလုံးမင်္ဂလာပါ2025ဇူလိုင်လ10ရက်နေ့ရက်9ရက်နေ့တွင်ပါအလောက်ချံရည်ရွယ်ချက်မှန်သမျှအောင်မြင်မယ်ခေခဲအားလုံးကိုကျော်လွှမ်းနိုင်မယ် မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မှုလမ်းကြောင်းတင်တဲ့တလန်းသစ်ကိုဖော်ပြမယ်အတတ်ပညာနဲ့ဘဝတလန်းကိုရမယ်ရှင်ပြန်မှုမှန်သမျှအောင်မြင်မယ်ရှင်ကြီးမြုံနဲ့မှုမှန်သမျှမှကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်တရက်နေ့မှာလုပ်ငန်းချဲ့၍ကြိုးပေးခြင်းတိုးတက်ခြင်းရှိမယ်နှစ်ရက်နေ့မှာရန်တိုက်ခံနဲ့ရှင်ပြီးလောက်ရမယ်သုံးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းချုပ်မယ် လေးရက်နေမှာခရီးကံကောင်းမယ်ဥတီချက်စင်းနဲ့လောက်ခံခြင်းကိုဂျုံပေးမယ်၅ရက်နေမှာငွေချေးလက်လာပါကံကောင်းခြင်းစီးပွားကံကောင်းခြင်းကိုဂျုံမယ်၆ရက်နေမှန်းနာတဲ့လက်တွေ့ကွာမယ်စိတ်ပြပန်းသူပြပန်းဖြစ်မယ်၇ရက်နေမှာပေါ်ပေါက်လာတဲ့ခြေနေခွင့်ရင်းစစ်တို့ကိုလက်တွေသုံးချပြီးတော့ဘဝတိုးတက်မှုနဲ့အလုံးအောင်မြင်မှုတို့ကိုစနစ်တကျဖန်တီးရရှိနိုင်တယ်။တနင်္လာနေ့စောက်ချာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ် ။တနည်းငယ်တွေနဲ့ဗုဒ္ဓနဲ့မွေးသူတွေဒုက္ခပေးရတဲ့၄နှစ်ခုန်ကန်းတွေကြိုးပေးတယ်။အညိုရောင်ပြားရောင်နုနေအောင်လို့ကိုဝစ်စင်သောဆွဲပြီးအလိုရှိရဒုက္ခမှာဇူလိုင်လ၂ရက်နေ့ခေါင်းစေးကောင်းချော်ရက်ကောင်းဖြစ်ပါတယ်။အဲ့ဒီမှာခေါင်းစေးကောင်းချော်ပြုခြင်းဖြင့်အနာယောဂကင်းခြင်းဘေးကင်းခြင်းရန်ကင်းခြင်းအစဉ်ပြေခြင်းတွေရှိမယ်။လက်တွေ့သုံးချကောင်းခြင်းခံကိုရယူနိုင်ပါတယ်။ ျေးဇူးတင်ပါတယ်။ကြာသာပတင်းနေပွဲသူအလုံးမင်္ဂလာပါ2025ခုနှစ်ဇူလိုင်လ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။အရာဝင်းနဲ့ဆက်သက်သောလုပ်ကြိုးပေးမယ်။ရင်းနှီးသူများနဲ့စကားများနဲ့အတွေ့အခေါ်ယူဆမှန်သမျှသူတစ်ပါးနဲ့မတူဘူး။ကိုရည်တည်ချက်နဲ့ကိုလှုပ်တာကြိုးပေးတယ်။အကျွေးမြောင်ပြန်တောင်းခံတယ်နဲ့ရပင်ခွင့်နဲ့ပြန်လဲတောင်းဆိုနိုင်တယ်။ တရက်နေ့မှာလုံးသမျှအစဉ်ပြေမယ်ရန်တိုက်ခံတဲ့ရှင်ပြီးလောက်မယ်ဒါပေမဲ့အလုံးအဆုံးပိုင်းမှာကောင်းမယ်နှစ်ရက်နေ့မှာငွေကြေးခံကောင်းမယ်လက်ပွဲ့မယ်ခေါင်းစည်းကောင်းချော်ပြည့်၍အနာရောဂါကင်းမယ်သုံးရက်နေ့ကရှင်ပြိုင်မှုမှသမျှအမြင်ချင်းဘဝတိုးတက်ခြင်းကံကိုကြုံမယ်လေးရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးလောက်တဲ့တဲ့စာရစာတန်ငွေကြေးလက်ပြောင်းလက်လွဲသတိထား၅ရက်နေ့ကတော့စိတ်ချမ်းသာတဲ့အရာရာရှင်ပြေမယ်လိုရာပြည့်စုံမယ်၆ရက်နေ့မှာ အရဝေးကကောင်းသောသတင်းစကားကြားမယ်ခီးသွားရင်အချိုးရှိမယ်ခொနည်းနေ့မှာငွေကြေးလက်လာပါကံကောင်းခြင်းအလိုဆန္ဒပြည့်စုံခြင်းတွေကိုကြုံတွေ့မယ်တနည်းကတွင်နေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနည်းလာနေ့ကြာသာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနအချိုးပေးတယ်အဖြူရောက်အစိမ်းရောက်မိခိုးရောက်တို့ကိုဝေ့ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါစပယ်ပန်းဖျားသူလိုရာဆုတောင်းမှဆုတောင်းပြည့်မယ်ယေရှုတည်ပါတယ် ဖောက်ချနေမွေးသူအားလုံးမင်္ဂလာပါ2025ဇူလိုင်လ10ရက်ခန့်ခုနှစ်ရက်နေအတွင်းမှာရန်တိုက်ခန့်နဲ့ရှင်ပြီးလုပ်ရမယ်တပားသူနဲ့မတူတဲ့ရှုထောင့်နေရာနေလုံရင်အောင်မြင်မှုကိုရသလို ကိုဖြတ်သန်းလမ်းကြောင်းတွေမှာလည်းအနောက်ရှေ့တားစီတိုက်ခန့်နေရှိမယ်ငွေကြေးပေးယူခင်းဆက်ရမယ်စာရင်းစာတန်းခေစာသတိထားရမယ်လူလိန်လူကောက်သတိထားရမယ် သူတပောင်းယုံပြီးလွဲပြီးဘာမှမလုပ်ပါနဲ့တရက်နေ့မှာအလင်းညာခမ်းတာသတိထားမယ်လူရှုပ်တင်နေတွေ့တတ်တယ်နှစ်ရက်နေ့အရာရာဆင်ပြေပြီးကောင်းချင်းရှိလာတယ်အဲ့ဒီမှာကောင်းစီကောင်းချောပြည့်ရတယ်အထူးကောင်းတဲ့ရက်ကောင်းဖြစ်တယ်အနာရောဂါကင်းပေဥပကင်းတယ်အသောရက်နေ့မှာတော့ခီးကံကောင်းမယ်ပြောင်းလဲမှုရှိမယ်ပစ္စည်းပြောက်တဲ့သတိထားလေးရက်နေ့မှာဝေကြီးလက်လက်ပါကံဘဝကံတိုးတက်ခြင်းနဲ့ အောင်မြင်ခြင်းကိုကြုံမယ်9ရက်နေ့မှာယံပတိပက္ခတွေနဲ့ထိတိုက်တွေ့တတ်တယ်အနှောင့်အယှက်တွေနဲ့ရှင်ပြီးမှအောင်မြင်မယ်6ရက်နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်အောင်မြင်မယ်9ရက်နေ့မှာရပိုင်권တွေလက်ဝယ်ပြန်ရခြင်းအကျိုးပေးခြင်းရှိမယ်ဇာတာပတိနေဗုဒ္ဓနေတနင်္လာနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးစုတွေဒုက္ခပေးတတ်တယ်9နှစ်9ခန်းနေ့ကျိုးပေးတယ် အဖြူရောင်ဆေးရောင်မိခွေရောင်တို့ကိုသုံးပြီးလိုရရှိရအလိုရှိရကိစ္စဆောင်ရွက်ပါလက်ကင်ဘွားအဖြူတတဲမွေးနှံသာဖြန့်ပြီးလူနဲ့ဆောင်ခြင်းဖြင့်ကောင်းခြင်းကံနေရပါမယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇူလိုင်လ10ရက်နေ့ကနေ9ရက်နေ့တော်တွင်ပါအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်လူမျိုးကွဲအကျိုးပေးမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ရတဲ့ အစစ်မြင့်ဘဝတုတ်တဲ့မှုနဲ့အလိုဆန္ဒပြည့်စုံခြင်းတွေကိုဖန်တီးရယူနိုင်တယ်။ပစ္စည်းပြောက်တတ်တယ်။အပြောင်းလဲနဲ့တုတ်တဲ့မှုကံပွင့်မယ်ခက်ခဲဖြစ်ရှင်းနိုင်တယ်။တရက်နေ့မှာခီးကံကောင်းမယ်သူမျိုးခွဲချိုးပေးမယ်။နှစ်ရက်နေ့မှာငွေချေးခံကောင်းခြင်းလက်ဖွင့်ခြင်းချုံ။သုံးရက်နေ့မှာရောင်းမဝယ်မဖြစ်တတ်တဲ့အသေးစားထိခိုက်မှုကိုဆန်းရမယ်။လေးရက်နေ့မှာပေါ်ပေါက်တဲ့ခွေရည်တွေကိုလက်တွေ့ဆောင်ရွက်နိုင်တယ်။အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်တယ်။ မာယနေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်ချိုးပြီး6ရက်နေ့ကရှင်ပြိုင်မှုမှာသမောင်မြင်ခြင်းဘဝတိုးတက်ခြင်းကိုကြုံ9ရက်နေ့မှာအရာဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေချိုးပြီးကြာသာပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးမယ်တနင်္ဂနွေတနင်္လာမွေးသူတွေဒုက္ခပေးတတ်တဲ့ခေါငါကိုကနန်းနေအချိုးပေးတယ်အစိမ်းရောင်ပြရောင်မိခိုးရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ အိမ်မှာရှိနေတဲ့စပ်ပြဘူးကအဟောင်းနေသွားလိုက်စေဘူးခေါ်အဟောင်းနေရှောက်ပွေဆွန့်ပြလိုက်ပါအညာခင်ပြီးကောင်းခြင်းကံနေပေါ်ပေါက်ပါမယ်ယေရှုတည်ပါ